ရန်ကုန်တိုင်းကရင်တိုင်းရင်းသားရေးရာဝန်ကြီးစောထွန်းအောင်မြင့်တင်သွင်းခဲ့တဲ့စစ်နှစ်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးအဆိုကိုရန်ကုန်တိုင်းလွှတ်တော်ကထောက်ခံမဲ့အများစုနဲ့ဒီဇင်ဘာ၁၀ရက်နေ့ကအတည်ပြုလိုက်ပါတယ်။ပြည်ထောင်စုလွှတ်တော်ကတိုက်တွန်းထားတဲ့၆ပွင့်ဆိုင်ကိုကျော်လွန်ပြီးတိုင်းလွှတ်တော်ကဒီလိုလုပ်ပိုင်ခွင့်ရှိရလား။ပြည်ထောင်စုလွှတ်တော်ကတိုက်တွန်းထားတဲ့ဖွဲ့စည်းပုံပြင်ဆင်ရေး၆ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးမှုကိုသမရဦးသိန်းစိန်ကတရားဝင်အကြောင်းမပြန်သေးခင်မှာတိုင်းလွှတ်တော်ကစစ်နှစ်ပွင့်ဆိုင်ဆိုပြီးအစိုးတင်ထောက်ခံတိုက်တွန်းလိုက်တာဟာ ပြည်ထောင်စုလွှတ်တော်ရဲ့ဆုံးဖြတ်ချက်ကိုဝင်ရောက်ဆွတ်ဖက်ရာရောက်တာမဟုတ်ဘူးဒီဆိုဟာအစိုးရအဖွဲ့နဲ့နှီးစတဲ့နိုင်ငံရေးအမျက်ဖုတ်လူသူတွေရဲ့စိတ်စော်ချက်လားဆိုတာတန်တရားရှိတယ်လို့ဒေါက်တာညိုညိုသိန်းကပြောလိုက်ပါတယ်ပြည်ထောင်စုအစိုးရကခုနလိုပေါ့နော်တရားဝင်အဖြစ်မပေးသေးဘူးပေါ့နော်တရားဝင်အဖြစ်မပေးသေးတဲ့အချိန်မှာရန်ကုန်တိုင်းလွှတ်တော်ကခုလိုမျိုးထပြီးတော့ပြည်ထောင်စုအစိုးရကို pressure ပေးလိုက်တဲ့သဘောဖြစ်နေတယ်နော်ပြည်ထောင်စုအစိုးရကိုဒီလို pressure ပေးလိုက်တဲ့အတွက်ကြောင့်မလို့ပြည်ထောင်စုအစိုးရအနေနဲ့လည်း လုတ်ချင်တော့မှ6ပွင့်ဆိုင်ကိုလက်ခံချင်တော့မှလက်ခံရလက်ခံဖို့ခက်ခဲတဲ့အနေအထားကိုရောက်သွားတယ်။ဒါကြောင့်မလို့သူ့ကိုလည်းဘေးကျန်နန်းချက်ဖြစ်အောင်ပြောသလိုဖြစ်နေတယ်ပေါ့နော်။တစ်ဖက်ကပြန်ပြီးတော့အပြုသဘောနဲ့စဉ်းစားကြည့်မယ်ဆိုပြီးပေါ့နော်။အဲ့တော့အန်တီတို့ကအဲ့လိုခုနဘေးကျန်နန်းချက်ဖြစ်မဲ့ခြေနေတို့မဖန်ဒီတစ်ဖြစ်ပေါ့နော်။ဒီလိုရဟာလဲရန်ကုန်တိုင်းလွတ်တော်ရဲ့နိုင်ငံရေးပုံရိပ်ကိုအသုံးချတာလားလို့မေးခွန်းထုတ်လိုက်ပါတယ်။မြန်မာနိုင်ငံမှာတိုင်းရင်းသားကိုစားပြုမှုပြဿနာဟာရှုပ်ထွေးတာကြောင့်၆ပွင့်တွေ စစ်နှစ်ပွင့်တွေဆွေးနေနေတာနဲ့အချိန်ကုန်နေရင်ရင်းဆိုင်နေရတဲ့နိုင်ငံရေးအကြက်တဲကိုကြော်လွားနိုင်မှာမဟုတ်ဘူးလို့ဆိုပါတယ်စစ်နှစ်ပွင့်ဆိုင်တွေ့ဆုံဖို့တိုက်တွန်းခဲ့တဲ့ကရင်တိုင်းရင်းသားရေးရာဝန်ကြီးစောတွန်းအောင်မြင့်ကတော့ဒီဆိုဟာဘသူရဲ့တိုက်တွန်းချက်နဲ့မှတင်တာမဟုတ်ပဲပြည်ထောင်စုလွှတ်တော်ရဲ့ဆုံးဖြတ်ချက်ကိုကြားဝင်ဆွတ်ဖတ်တာလုံးဝမဟုတ်ဘူးလို့ညင်းဆိုပါတယ်၆ပွင့်ဆိုင်ပါတဲ့တိုင်းရင်းသားကိုယ်စားလှယ်ဒေါက်တာအေးမောင်ကိုလက်မခံတာမဟုတ်ပဲကိုစားပြုမှုပိုပြီးပြည့်စုံသွားအောင်လုပ်တဲ့သဘောပါလို့ရှင်းပြပါတယ် ဒေါက်တာအေးမောင်ဟလာပါလဲရတယ်မပါလဲရလေးပွင့်ဆိုင်လဲရတယ်6ပွင့်ဆိုင်လဲရတယ်ဒါပို့ပြီးတော့ပြည့်စုံအောင်ဆိုပြီးတော့အဘတော်ကနေပြီးတော့ဟလာဒီကရောင်တဲ့ဒေတာအစိုးရနေပြီးတော့ပြည်တော်မဆွရဘူးဟလာဒါဆောင်းရပေးဖို့ဆိုတော့ဒါတိုက်တွန်းအောင်ဆိုတင်လာနော်ဒေါက်တာအေးမောင်တယောက်ထည့်ခြင်းနဲ့ဒါခုနပြောလို့ရတယ်ဒါပို့ပြီးတော့ဟလာအနှစ်သာရရှိတော့ပို့ပြည့်စုံတော့အဲ့ဒါကိုကျွန်တော်ကလည်းဖြည့်ပေးတာပါ ပြည်ထောင်စုလွှတ်တော်ကအတည်ပြုထားတဲ့၆ပွင့်ဆိုင်တွေ့ဆုံမှုဟာလုံလောက်ပြီးဒေါက်တာအေးမောင်ကိုရခိုင်တိုင်းရင်းသားခေါင်းဆောင်ဖြစ်မမြင်ပဲတိုင်းရင်းသားအလုံးရဲ့လိုအပ်ချက်ကိုပြင်ပြပေးမဲ့သူဖြစ်ရှုမြင်ဖို့လိုတယ်လို့ဗဘဲတန်းအမတ်နှင့်လွှတ်တော်အမတ်ဒေါက်တာဝင်းကိုလှကပြောပါတယ်တွေ့ဆုံဆွေးနွေးပွဲမှာဘသူတွေပါမလဲညင်းခုံနေရင်ပြည်သူတွေကိုငဲ့ညာတင်တယ်လို့ထောက်ပြပြီးဘယ်နှစ်ယောက်ပဲတွေ့ဆုံပါစေအဓိကအချက်ကဘုံသဘောတူညီချက်ရဖို့ပဲလို့ဆိုပါတယ်ဒေါက်တာအင်းမောင်ကိုဒေါက်တာအင်းမောင်လို့ မမြင်သင့်ပါဘူးယခိုင်တိုင်းသားဖြစ်မမြင်သင့်ပါဘူးသူဟာတိုင်းရင်းသားအလုံးအတွေ့ကိုးစားပြုပြီးတော့အခြေခံလိုအပ်ချက်တွေကိုစူးစူးစီးစီးနဲ့တင်ပြဆွေးနွေးမဲ့ပုဂ္ဂိုလ်တူဖြစ်တာရှုမြင်တဲ့ကြောင့်တင်ပြလိုပါတယ်။ဘယ်နဲ့ပွင့်ဆိုင်ပဲဆွေးနွေးဆွေးနွေး အရေးကြီးတာကဘုံသဘောတူညီချက်တညီတညွတ်ထိရရှိဖို့ကို အပြုသဘောပဂရိအခြေအနေမှနဲ့နိုင်ငံတော်အတွက်ကောင်းမွန်မှန်ကန်သောဆွေးနွေးညှိနှိုင်းမှု ဖြစ်နိုင်ပါကြောင်းတင်ပြရင်းဤဆုံးချုပ်အပ်ပါတယ်ဆနပ်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးကိုတိုက်တွန်းတဲ့အဆိုမဲခွဲဆုံးဖြတ်ရမှာထောက်ခံမဲ69မဲကန့်ကွက်မဲ6မဲနဲ့အတည်ပြုခဲ့ပြီးရန်ကုန်တိုင်းအဆင့်ကိုစားပြုဘုံမူးကြီးတင်ဝင်းက အတည်ပြုဖို့ထောက်ခံတိုက်တွန်းခဲ့ပါတယ်။